သမဂ္ဂက9တန်းလာအိုက4500600ကမောရီးယားက3တိအာရှဖွံ့ဖြိုးရေးဘဏ်ကဒေါ်လာ3တန်းတိလင်္ကာကတတန်းအင်ဒိုနီးရှားကတတန်းအာကွက်ဂရူးကဒေါ်လာ30ဒိမက်က1.5တန်းဆိုပြီးတော့အတီးသီးအလူငွေလက်ခံရရှိလာတာပဲဖြစ်ပါတယ်ဗျဆိုတော့ဒီငွေတွေကိုဒီငွေတွေကိုစစ်ကောင်စီကဘယ်နေရာမှာအသုံးပြုမလဲ တော်လံပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့အကျန်းဖက်စစ်တပ်ရဲ့တရင်နဲ့ပြန်ကြားရေးမှာဇော်မဲလုံးကစကိုင်းကိုဗဟုပြူကြီးလှုပ်ခတ်သွားတယ်ကျွန်တော်ဒီစကိုင်းငလင်ကြီးကိုမန္တလေးငလင်လို့ပြောင်းလဲခေါ်ဆိုရမယ်ဆိုပြီးတော့အမိန့်ထုတ်ပြန်ထားပါတယ်အဲ့အကြောင်းကဘာလို့သူတို့ထုတ်ပြန်ဖြစ်တာလဲဗျဆိုတော့ဒီအပြင်ကျွန်တော်တို့မြမငလင်ဘေးအတွက်အမေရိကန်ဒေါ်လာ136.88တန်ရရှိရတာကိုစစ်ကောင်စီကဘယ်လိုမျိုးအတုံးချမလဲဗျ အော်အဲအကြောင်းကလည်းပြောပြပါမယ်။အင်ဂျီကနေပြီးတော့ဒီစကိုင်းတော့ဒီစကိုင်းကလေးရောက်ထိကြိုက်သွားတဲ့ပြည်သူတွေအိမ်တွေကြေးရွာတွေကိုစီးရင်တဲ့တစ်ခါထုတ်ပြန်လာတဲ့အကြောင်းအရာလေးလည်းဒီဗီဒီယိုမှာဖော်ပြပေးပါမယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အာဒီတတိုင်းပြည်လုံးဒုက္ခရောက်နေပေမဲ့ရန်ကုန်မှာမင်းအောင်နိုင်မိသားစုကသူတို့နာမည်ခံပြီးတော့ရှင်ပြုအလူပွဲပြုလုပ်တယ်ဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုလေးမှာစုပေါင်းပြီးတင်ပြပေးသွားပါမယ်ဗျ။ Okay ဆိုတော့ဒီဗီဒီယိုလေးကိုအားလုံးပဲတူတူကြည့်ရှုကြရအောင်။ Let's go ။2025ခုနှစ်မက်လ28ရက်နေ့ ေးလယ်12:51မိနစ်မြန်မာနိုင်ငံအတွင်းမှာလောက်ခတ်ခဲ့တဲ့အင်အားရစ်ချတာစကီခွန်ဒသမခွန်အစင်ရှိတဲ့လေကြီးနဲ့ပတ်သက်ပြီးတော့မှတ်တမ်းပြုစုရာမှာနောက်တစ်ခါတော့ဖော်ပြချက်တွေဖော်ပြရာမှာရည်ညွှန်းပြောဆိုရာမှာ တူညီလွဲကူစေရန်အတွက်မန္တလေးငလင်ကြီးဟုတတ်မှတ်ခေါ်ဖို့သုံးဆဲသွားမှာ ဖြစ်ကြောင်းဒါအတိပီးထုတ်ပြန်အပ်ပါတယ် မီဒီယာများအနေနဲ့ကလည်းဒီငလင်းကြီးဟိုရင်းညွန်ခေါ်ဝေါ်တုံးဆွဲတရေးသားမှာပါမန္တလေးငလင်းကြီးလို့ဤသားပေးကြဖို့ပြတ်တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးတက်ပါကဲဆိုတော့အားလုံးပဲတွေ့ကြမယ်ထင်ပါတယ် အာဒီစကိုင်းငလင်ကြီးကစကိုင်းနဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအလေကြီးကိုဖြတ်ပြီးစကိုင်းမျိုးကြီးကိုဖြတ်ပြီးကျွန်တော်ကပြည့်ရွေကြိုးကြီးဖြစ်နေရဗျာဆိုတော့အဲ့ဒါကလည်းအရန်ကြာရဲ့နှစ်ပေါင်းများစွာရှိခဲ့တဲ့ပြည့်ရွေကြိုးကြီးဖြစ်တယ်ဒီတစ်ခေါက်ငလင်လှုပ်ပါတာလည်းကျွန်တော်တို့ဒီစကိုင်းမျိုးเนาะ ARD မြစ်ကိုဗဟိုပြုပြီးရောစကိုင်းမျိုးကိုအနီးကပ်เนาะဗဟိုထားပြီးလှုပ်ခတ်သွားတာဖြစ်တယ်အဒီအဓိကထိကြိုက်သွားတာကမန္တလေးမျိုးနဲ့ စကိုင်းမျိုးဆိုပေမဲ့စကိုင်းတက်ရွေကျောပေါ်မှာရှိနေပြီးတော့တကဘာကနေစပြီးတော့ဒီဟာစကိုင်းငလင်မှာเนาะမြန်မာမှာလှုပ်တာစကိုင်းတက်ရွေကျောကလှုပ်တာစကိုင်းငလင်ပါဆိုပြီးတော့ကဘာကနေတော့နာမည်တက်ထားပြီးသားဆိုတော့အလူအတန်းနေရောက်လာတဲ့အကူအညီတွေငွေကြီးထောက်ပံ့မှုတွေပြန်လဲထူထောင်ရေးအတွက်တွေကယ်ဆယ်ရေးအတွက်တွေအဲ့အတွက်တွေရောက်လာတဲ့ငွေကြီးတွေကိုเนาะစကိုင်းတက်ရွေကျောလို့တုံးပြီးတော့စကိုင်းငလင်ကျောင်းမှာဆိုလို့ရှိရင်စကိုင်းကျေးသားကိုအဓိကစီစဉ်ရမှာ စကိုင်းပြည်သူထင်တာနင်းတာပြည်သူတွေရှိလို့အဓိကသူတို့ဆက်ဆံပြီးတော့စကိုင်းကိုသွားပါတယ်စကိုင်းမှာသူတို့ဒီလိုလုပ်နေပါတယ်စကိုင်းနဲ့လင်ကြီးကြောင်စကိုင်းမျိုးရဲ့ပြည်သူတွေဘလို့ထိခိုက်သွားပါတယ်စကိုင်းမျိုးမှာတော့အကြီးအကျယ်ဘလို့ဖြစ်သွားပါတယ်ဆိုတာမျိုးတွေသူတို့ချပြပြီးလုပ်ပြရမှာเนาะအဲ့လိုလုပ်ပြရမှာကိုတော်လိုင်းအင်အားစုတွေစူးမိုးရတဲ့နေမြေဖြစ်နေတာတွေတခုအတွက်နဲ့ပြည်သူမကြည့်ဘူးအမှန်တရားမကြည့်ဘူးနှစ်ပေါင်း100နီးပါးမှာမြန်မာနိုင်ငံမှာလှုပ်လာတဲ့ငလင်เนาะ အစိုးရဆုံးတဘာဝဘေးရန်ရဲ့တမိုင်းဖြစ်ရက်တမိုင်းတွင်ကြံမဲ့ဖြစ်ရက်နော်အဲ့လိုဖြစ်ရက်မျိုးတော်မှပဲမင်းတို့ကတမိုင်းလိန်မှုအတွက်အခုလေးကလုတ်တဲ့ကောင်နေတိုင်းပြည်ကိုချစ်လားမချစ်လားဆိုတော့မင်းတို့စဉ်းစားတိုင်းပြည်ကိုချစ်တဲ့ကောင်လေဟုတ်လားမဟုတ်လားမင်းတို့စဉ်းစားစဉ်းစားကြည့်နော်ဒါသခိုင်းမျိုးကိုအခြေပြုပြီးတော့သခိုင်းပြည့်ပြည့်ကျော်ကလုတ်တဲ့ငလင်းဘောင်မန်းတလေးငလင်းလေဟမ်သခိုင်းမှာတည်နေရတောက်တောက်လေပြည်သူတွေဟွန်း အခုဒီမပေါ်သေးတာအများကြီးတိုက်ပြိုတွေမရှင်းရသေးတာအများကြီးမင်းတို့အဲ့ဒါကိုသွားမလို့ဘူးခွေးတောင်ခွေးမျိုးတွေကွာโอเคပါဆိုတော့ အာကျွန်တော်တို့ဒီ DVB ကနေပြီးတော့လေကျွန်တော်တို့တင်ထားတဲ့သတင်းလေးရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီငလင်ဘေးကြောင်ပေါ့နော်ကျွန်တော်တို့ဘယ်နိုင်ငံတွေကနေပြီးတော့ဘလောက်လူတန်းလာပါတယ်ဆိုတဲ့ဟာမျိုးပါဆိုတော့စီးရင်တည်းကြကြတင်ပေးကြပါတယ်เนาะ DNB ဟို DVB ရဲ့ကျွန်တော် data တင်ရနေပြီးတော့ဟိုတေချာ process လုပ်ပြီးတော့ရလာတဲ့ data တွေပါเนาะအလုံးပေါင်း136.88တန်းရှိပါတယ်ဗျအဲ့ဒါကဆင်ဇလန်နိုင်ငံက2.8တန်းအိုင်ယာလန်က6.5တန်းစင်ကာပူနိုင်ငံက1.3တန်း ်နော်ပြီးတော့ UK က32.2တန်းကျွန်တော်တို့ UK အอสတြေးလျက9တန်း New Zealand က1.14တန်းတရုတ်က12.6တန်း American ကဒေါ်လာ9တန်းမလေးရှားက2.24တန်း Vietnam က3တန်းဥရောပတမက9.9တန်းခန့်ထိုင်ဝမ်က9တောင်ဂျပန်က6တန်းခန့်နော်ဝေက17.6တန်းတောင်ကိုရီးယား2တန်းကုလားတမကက9တန်း လာအိုက4500600ကမ္ဘောဒီးယားက3တိန်းအာရှဖွံ့ဖြိုးရေးဘဏ်ကဒေါ်လာ3တန်းသီရီလင်္ကာကတတန်းအင်ဒိုနီးရှားကတတန်းအာကွက်ကရူးကဒေါ်လာတန်း30ဒိမက်က1.5တန်းဆိုပြီးတော့အတီးတီးအလူငွေလက်ခံရရှိလာတာပဲဖြစ်ပါတယ်ဗျဆိုတော့ဒီငွေတွေကိုဒီငွေတွေကိုစစ်ကောင်စီကဘယ်နေရာမှာအသုံးပြုမလဲဒါကျွန်တော်မသိနိုင်ပါဘူး စစ်ကောင်စီရဲ့လုံရက်တွေကအစိုးရဆုံးဘက်ကိုပဲသွားပြီးတော့အစိုးရဆုံးတွေကိုပဲလုံလေးရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီငွေတွေကလည်းသူတို့အိတ်ကတည်းထည့်ပြီးတော့တိုင်းပြည်ကိုစိုးရိုးတွေဖြစ်စေမဲ့နီးလန်းတွေမှာတုံးပြုံမဲ့ဆိုတော့သိကြပါတယ်။မကြာသေးခင်ရက်ပိုင်းကပဲရုရှားရုရှားသမ္မတပူတင်နဲ့တွေ့လာပြီးတော့မြန်မာနိုင်ငံမှာအသေးစား ဓာတ်အားဖြင့်နျူကလ িয়ার စိတ်ကိုတိဆောက်မယ်ဆိုပြီးတော့လေအာသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်ဒီငွေတွေကိုတိုင်းပြည်ကျယ်ပြန့်ထူထောင်ရေးဖွံ့ဖြိုးရေးနဲ့ပြည်သူတွေအကျိုးပြည်သူတွေနှင်နာနေရဲ့ပြည်သူတွေရဲ့နှင်နာမှုတွေအစားအသုံးပြုရမယ်အစားဒီလက်နက်တွေလေရင်တွေ drop ဘုံတွေဝယ်ပြီးတော့ပဲကျွန်တော်တို့ပြည်သူတွေကိုတက်ဖြတ်ဖို့လမ်းစဉ်တွေဆက်လုပ်မလားဆိုတော့ကျွန်တော်တို့မသိနိုင်သေးပါဘူးအာဒါပေမဲ့ကျွန်တော်တို့ AMG ကတော့ကျွန်တော် UNG ရဲ့ထုတ်ပြန်ထားတဲ့သတင်းလေးကိုတင်ဆက်ပေးရပါတယ်။အာအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်ပြည်သူ၃သန်းကျော်ငလင်ဘေးတင်းခဲ့တယ်လို့ UNG ကထုတ်ပြန်ထားပါတယ်ဗျာ။ AB 28ရက်နေ့ကလှုပ်သွားတယ်ကျွန်တော်ဒီတတိုင်းပြည်လုံးကြီးရဲ့ကျွန်တော်ဒီငလင်ကြီးကတော့နော်ဒါအပြီးလုံးဆိုးဆိုးရွားရွားထိခိုက်နေတာမျိုးတွေဖြစ်စေခဲ့တာလေ။အာဒါကိုကျွန်တော်ဒီ AB 6ရက်နေ့မှာတော့ကောက်ယူရရှိတဲ့စီရင်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NGO ကနေပြီးတော့ထုတ်ပြန်လာတာပါဗျ။ဆိုတော့အားလုံးပေါင်းသူ့ရဲ့စီရင်တွေကိုကြည့်ကြည့်ရအောင်ဗျ။နော် ဆိုတော့တည်ဆုံးသူဦးရေက498ဦးရှိပါတယ်တောက်ဆုံးတာ12ဦးဖြစ်နေပါတယ်အာဒဏ်ရာရသူက835ယောက်ပါအခြေခံအဆောက်အုံကကြတော့2548ပျက်စီးသွားပါတယ်ဗျနော်ပြီးတော့ကျွန်တော်တို့ဘာသာရေးအဆောက်အုံ1124ဦးပျက်စီးပါတယ်အာနေအိမ်တွေကတော့9600ပျက်စီးသွားပါတယ်ခင်ဗျာဆိုတော့အာကျွန်တော်တို့နော်တိကျတာတွေတော့အများကြီးပဲတော်တော်များတာပဲနော်ဆိုတော့နော်ဒါအယူရထုတ်ပြန်တာပါအာ အင်အား9.9ငလင်ရောက်မန္တလေးအတိုင်းထိခိုက်မှုမှာတော့ဒါအပေါ်ကကျွန်တော်ရွတ်ပြသွားတာကြတော့နေပြည်တော်ကောင်စီဘက်မှာထိခိုက်မှုပြအတွက်ဟိုကျွန်တော်တိုင်းနဲ့ကောင်စီနဲ့ခွဲပြပေးကြတယ်เนาะကျွန်တော်စောစောပြောဖို့မိပါတယ်ဟုတ်မန္တလေးတိုင်းထဲမှာတည်ဆုံးသူက1800ကျော်ရှိတယ်ပျောက်ဆုံးတာ205ယောက်ရှိတယ်ဒဏ်ရာရသူက654ယောက်ရှိတယ်အခြေခံအဆောက်အုံအုံက1534 38ခုပြည့်စည်သွားတယ်ဘာသာရေးအဆောက်အုံက3388ပြည့်စည်သွားတယ်နေအိမ်တွေက1000 1600 39ပြည့်စည်သွားတယ်ဗျာเนาะ ဆိုတော့ဟိုတော်တော်ဆူဆူဗျာเนาะเนาะဘေးကင်းလူဦးရေရာလည်းများတယ်လူတွေအများများကြတယ်เนาะတွေ့ရအားလုံးအော်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဘကိုးတိုင်းထဲမှာဆိုလဲတိတ်ဆုံးသူ68ယောက်ရှိရယ်ပျောက်ဆုံးတဲ့လူကြီးတွေတော့မရှိဘူးဒဏ်ရာရသူကတော့234ယောက်ရှိရယ်ဗျာ အခြေခံအဆောက်အအုံ12ခုဖြည့်ဆည်းရဲအာဘာသာရေးအဆောက်အအုံ16ခုဖြည့်ဆည်းရဲနေ465ခုဖြည့်ဆည်းရဲဆိုတော့ပဲခူးတိုင်းကတော့အနှဲငယ်ပဲရှိတယ်ဗျာဆိုတော့သခိုင်းတိုင်းတွင်လည်းမှာဆိုရင်တော့တည်ဆုံးသူ693ခုရှိတယ်ပျောက်ဆုံးသူ2ခုရှိတယ်ဗျာအာပြီးတော့ဒဏ်ရာရသူ890နဲ့အခြေခံအဆောက်အအုံက905ခုဖြည့်ဆည်းပါတယ်ဘာသာရေးအဆောက်အအုံပေါင်း400ဖြည့်ဆည်းရဲနေအလုံးပေါင်း4845လုံးဖြည့်ဆည်းပါပါတယ်ဗျာ ဒါကတော့ UNG ဒါအတိအကျဖြစ်မှာမဟုတ်ပါဘူး။ထပ်တိုးတွေအများကြီးရှိနေရောပါ။ဒါကတော့ကျွန်တော်တို့ UNG ကနေပြီးတော့ထုတ်ပြန်ထားတဲ့တင်းအာ6ရက်နေ့လေးရရှိတဲ့ data စီးရင်ရထုတ်ပြန်ထားတဲ့တင်းဖြစ်ပါတယ်။ဒါပေမဲ့စစောကပြောသလိုပေါ့နော်ကျွန်တော်တို့အာဒီကျွန်တော်တို့ဒီရတဲ့ data တွေက ရသလိုစုရတာပြောเนาะ data တွေကိုကျွန်တော်တို့ရသလိုစုရတယ်လမ်းမီမေးရတယ် reset တေချာလုပ်ရတယ်ဆိုပေမဲ့ဟိုအတိအကျရဖို့တော့အခက်အခဲလေးနည်းနည်းလေးရှိတယ်ဆိုတော့အဲ့ထက်ထပ်ပြီးတော့တိုးလာဖို့တွေပဲရှိပါတယ်ဗျာစီရင်နေရတော့လက်ရှိရှိရတဲ့စီရင်နေအတိုင်းဆိုပေမဲ့အဲ့ထက်ပိုပြီးထပ်များလာဖို့တွေရှိမယ်ထပ်ပြီးတိုးလာဖို့တွေရှိမယ်အဆောက်အုံတွေရောကျွန်တော်တို့ဒါလူသေးဆုံးတွေရောပျောက်ဆုံးစီရင်တွေရောအများကြီးထက်ထွက်လာဖို့တွေရှိမှာပေါ့เนาะဆိုတော့ဒါအချိန်တို့တွင်းမှာလုံရတဲ့ဟာဆိုတော့ဒီလိုအခက်အခဲလေးတွေနည်းနည်းလေးလိုအပ်ချက်လေးရောရှိကောင်းလည်းရှိနေလိမ့်မယ်အာနောက်ထပ်နောက်ဆုံးသတင်းအနေနဲ့တင်ဆက်ပေးချင်တာကတော့ ရန်ကုန်မှာမင်းအောင်နိုင်မိသားစုရဲ့အလူအဖြစ်နဲ့ကျွန်တော်တို့ကရှင်လောင်း9500ရှင်ပြူဝဲပြုလုပ်ခဲ့ပြီးတော့ရှင်လောင်းတူကိုငွေကြက်တသိန်းပေးမယ်လို့ဆိုတော့လေတပြားတစ်ချက်မှမရခဲ့လို့မိဘတွေကဆိုပါတယ်ဗျ။ဆိုတော့ဒီစင်းဒီစင်းလေးကတော့နည်းနည်းလေးပါဖြစ်တယ်เนาะတတိုင်းကြီးလုံးဒုက္ခရောက်နေတဲ့အချိန်မှာတော့မင်းအောင်လိုက်ဘာတွေလုပ်နေရလဲเนาะစောစောပြီးအလူငွေတွေလက်ခံထားတယ်ဘာတွေလုပ်နေရလဲเนาะရန်ကုန်ရန်ကုန်မှာမင်းအောင်လိုက်မိသားစုရဲ့အလူအဖြစ်ကျွန်တော်ရှင်လောင်း9500ရှင်ပြုတ်ွယ်ကို AP လ2ရက်နေ့ရပြုတ်လုပ်ခဲ့ပါတယ် နော်ဆိုတော့ရှင်လောင်းတူကိုငွေကျက်တသိန်းပေးမယ်ဆိုပြီးဂရီးပေးခဲ့ပေးမယ်လေတကယ်လက်တွေ့မှာတော့တကြက်တပြားမှမပေးကြအောင်ရှင်လောင်းမြားရဲ့မိဘမိဘတွေပေါ့နော်မိသားစုဝင်တွေမိဘတွေကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုထားရဆိုပြီးတော့တင်ပေးရတာဖြစ်ပါတယ်အေဗီလာနေရင်းနေရရန်ကုန်တိုင်းစစ်ကောင်စီရဲ့စီမံဥဆောင်စီမံခံွဲမှုနဲ့မင်းအောင်လိုင်းမိသားစုရဲ့ရှင်လောင်း9500ရှင်ပြူပွဲအလှူကိုရန်ကုန်မှာပြုလုပ်ခဲ့ကြအောင်ရှင်လောင်း အဖြစ်ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့အခြေခံပညာသင်ကျောင်းတွေကကျောင်းသားတွေကိုမဲနိုင်ပြီးတော့အာမဲပေါက်တဲ့ကျောင်းသားတွေကိုကိုရင်အဖြစ်သင်ခန်းစီပေးတယ်။သင်ခန်းစီပေးတာမှာသင်ခန်းစီတဲ့ကုန်ကြစည်တွေရှင်းလောင်းတူအူငွေကျပ်တသိန်းပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပြီးတော့ဒါဟိုပါဖြစ်တယ်ပေါ့နော်။အာလက်တွေ့မှာတော့ကိုစည်းအိတ်နဲ့ကိုသင်ခန်းစီရတဲ့အပြင်ငွေကျပ်တသိန်းလည်းမရရှိဘူးဆိုပြီးတော့ကျွန်တော်ဒါဟိုရှင်းလောင်းပြီးပါရပြောပါရပါ။နော်ဆိုတော့ ကျောင်းတစ်ကျောင်းမှာကျောင်းသား25ဦးမဲပေါက်ပြီးရွေတယ်။အာရှင်ပြုတ်ပွဲအတွက်အုပ်ကြီးတွေနဲ့ကျောင်းဝန်ကြီးတွေရန်ကုန်တိုင်းတိုင်းလုံးကိုခေါ်တာ။မဲပေါက်တဲ့ရှင်ကောင်းကကလေးမိသားစုတွေကိုရှင်ပြုတ်စရိတ်ပြင်ကျက်ဝင်တသိန်းပေးမယ်ဆိုပြီးတော့ခေါ်တာဖြစ်တယ်။နော်။တင်ငန်းတွေဘာတွေကိုဝင်ကြီးရုပ်မိသားစုဆိုတာမင်းအောင်လိုက်မိသားစုကိုပြောတာပါဗျာ။မင်းအောင်လိုက်မိသားစုကအကုန်ချခံပေးမယ်လို့ပြောတယ်။ဒါပေမဲ့ရှင်ပြုတ်ပွဲသာပြီးသွားတယ်။ငွေတသိန်းလည်းမရဘူး။ကို့ကလေးအတွက်တင်ငန်းစရိတ်ကအစားကို့အကုန်ဝယ်ရတယ်။ ကိုပစံကိုပဲတုံးရတယ်ငွေတသိန်းမရတဲ့ဖြင့်လမ်းစရိတ်ဆုံးလူပင်ပန်းဖြစ်သွားတယ်လို့ရှင်လောင်းတူရဲ့မိဘရန်ကုန်ခေတ်သတင်းဌာနကပြောဆိုလေဗျာဆိုစဉ်းစားကြည့်နော်ဟိုဒီမလ28ရက်နေ့မှာကျွန်တော်တို့ကမလင်ကြီးကတကယ်ကြီးလှုပ်ခဲ့တာဒီမှာလဲ30ချက်ကိုလည်းရေးရတယ်ဆိုတော့မင်းအောင်လိုင်းကအလောက်ထိအလောက်ထိအလောက်ထိပြည်သူမကြည့်ဘူးမိတာမရှိဘူးနော်နိုင်ငံကိုအုပ်ချုပ်ကမဲ့ခေါင်းဆောင်တယောက်စိတ်တက်လို့ရှိရဲကောင်မဟုတ်ဘူးနော် ါတူနောက်ကလိုက်နေတယ်တချို့သောဘူတွေတောင်တိနေတော့ဘူးမနေရဆိုလို့ရှိရင်သတင်းထွက်လာတယ်ကျွန်တော်တို့အာဒီမင်းအောင်လိုက်တက်ထဲမှာပဲနှစ်ပိုင်းကွဲနေတယ်မင်းအောင်လိုက်နဲ့စိုးဝင်တယ်နော်စိုးဝင်ဘက်ကိုပါတဲ့လူတွေပုံများနေတယ်ဆိုပြီးတော့သတင်းတွေထွက်တယ်နော်ဒါကတော့ကျွန်တော်ဗမောမျိုးသိန်းတိုက်ပွဲမှာဖမ်းမိလာတဲ့တုံပန်းတွေကနေပြီးတော့ပြန်ပြီးတော့ကြားသိရတဲ့စကားဆိုတော့အဲ့လိုအခြေအနေတွေလည်းရှိရဲ့ဆိုတော့မင်းအောင်လိုက်စစ်တပ်ကတော့ရုံးပါရိုင်းဆိုင်မှုတွေကို ဥဆောင်ပြီးတော့အကုန်လုံးလုပ်နေတာဒီပတ်စံနေရလာတာလည်းဟိုသူ့ဂျိုးတော်ပဲသူသုံးပါပဲเนาะဒါဒါကတော့အရှင်းသားနေလေးပဲအခုပြည်သူတယောက်ကိုဒီအသက်ဆုံးရုံးရတဲ့ကောင်တူကို10သိန်းပေးမယ်ဆိုပြီးတော့ပြောရဲဆိုတာ10သိန်းဘာလို့မှမဒီလိုထည့်ထားလဲမင်းတိ့မယ်မင်းအခုဖြစ်နေတဲ့ကုံစင်းနှုံးကုံစင်းနှုံးကိုကြည့်ဂျိုးစေးတောင်မလောက်ဘူးအဲ့ဒါเนาะဂျိုးစေးတောင်မလောက်ဘူးအဲ့ဒါ10သိန်းမင်းအခုအခုရတဲ့ကောင်တွေကိုမင်းတို့ဘယ်လိုသုံးမလဲနိုင်ငံတော်အခုလမ်းတွေပြတ်တဲ့ခါတွေဟမ်10တွေပြတ်တဲ့ခါတွေပြင်ပြင်မှုတွေစီစဉ်မှုတွေ မင်းတို့အဲ့လက်နက်ဝယ်ဖို့နဲ့မင်းတို့ဒီဟာတို့တိုက်ဖို့ PDF ကိုတိုက်ဖို့ဟမ်ပြည်သူချင်းချင်းတတ်ဖို့မင်းအဲ့ဒါပဲလုပ်မှာအာကုတို့ကောနော်ဆိုတော့မင်းအောင်နိုင်ကတော့ဘာတွေဆက်လုပ်မလဲဘယ်လိုဆက်သွားမလဲဆိုတာမသိပြင်မဲ့ကျွန်တော်တို့ပြည်သူကပြည်သူတို့နော်တော်လန်ရေးကတော်လန်ရေးဆိုတာကျွန်တော်ပြည်သူတွေကပေါက်ပွားလာတာနော်ပြည်သူတွေကပေါက်ပွားလာတဲ့တော်လန်ရေးထဲမှာပါတဲ့လူတွေကပြည်သူကိုပြန်ကူမယ်ပြည်သူထဲမှာရှိတဲ့လူတွေကပြည်သူကိုပြန်ကူမယ် နော်ဆိုတော့ကျွန်တော်တို့အချင်းချင်းပြန်ကူရမယ်ဒီအစိုးရမရှိလေကျွန်တော်တို့ကကျွန်တော်တို့ရှင်ဆိုင်နိုင်ငံရှိတယ်ဒီအစိုးရဘာမှမလုပ်ပေးလဲဒါကြောင့်ကျွန်တော်တို့ကအစိုးရလို့တတ်မှတ်ထားတာမဟုတ်ပါဘူးနော်ဆိုတော့ဒီကောင်မလုပ်ပေးလဲဒီကောင်မလုပ်လဲဘာမှမဖြစ်ဘူးကျွန်တော်တို့ကကျွန်တော်ရက်တည်မယ်ကျွန်တော်တို့ကကျွန်တော်အချင်းချင်းဂရုစိုက်ပြီးရှင်းတမ်းမယ်ဒီကောင်ပြုတ်ကြအောင်ကျွန်တော်တို့ကကျွန်တော်တို့အဆုံးထိတိုက်ကြမယ်โอเคအားလုံးပဲဒီနေ့တော့ဒီလောက်နဲ့ပဲရနာခွင့်ပြုပါဗျအားလုံးပဲတက်တာပါ